ဒီနေ့တော့ကျွန်တော်တို့သိပ္ပံလောကမှာအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေတဲ့အကြောင်းအရာတစ်ခုအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားကြပါမယ်။ Dark Matter လို့ခေါ်တဲ့အရာဝတ္ထုတွေအကြောင်းကိုကြားပူးကြမယ်ထင်ပါတယ်။စัจ java လာကြီးတစ်ခုလုံးရဲ့ Dread to Swine လို့ပြောရမယ်။ Mass Energy စုစုပေါင်းမှာကျွန်တော်တို့မြင်နိုင်ထိတွေ့နိုင်တဲ့တာမန် Dread to တွေကနည်းနည်းလေးပဲရှိတာပါ။ဥပမာကြဲတွေ၊ဂျိုတွေ၊လူတွေအရာဝတ္ထုတွေစတာတွေအကုန်လုံးပေါင်းမှာစัจ java လာရဲ့900ခန်းလောက်ပဲရှိပါတယ်လို့ဆိုကြပါတယ်။ အဲ့ဒီထဲမှာအမှောင်တူကြီးလို့ပြောရမယ် dark matter ကတော့29ရာခိုင်နှုန်းလောက်ရှိမယ်လို့တွက်ချက်ခံမှန်းထားကြပါတယ်ကျန်တာကတော့ dark energy ဆိုတဲ့ပိုပြီးထူးခြားစမ်းကြတဲ့အရာတစ်ခုပါဆိုလိုတာကကျွန်တော်တို့မမြင်နိုင်တဲ့ dark matter ဟာကျွန်တော်တို့မြင်နိုင်တဲ့အရာတွေထက်အများကြီးပိုပြီးပေါများနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့စัจ java လာရဲ့အစိပ်ပိုင်းအများစုကိုနေရာယူထားပေမဲ့ကျွန်တော်တို့ဓာတ်ရိုက်မမြင်နိုင် မတွေ့နိုင်တဲ့လျှို့ဝှက်စမ်းကြတဲ့အရာတစ်ခုလို့ပြောရမှာပါ အခုကျွန်တော်ဆွေးနွေးချင်တဲ့အကြောင်းအရာတော့2025 match လ10ရက်နေ့က physical review letter ဆိုတဲ့နာမည်ကြီးသိပ္ပံချားထဲမှာပါလာခဲ့တဲ့လေးလာမှုအသစ်ဆက်ဆက်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒီလေးလာမှုကနေ dark matter ရဲ့အမျိုးအစားအသစ်တစ်မျိုးဖြစ်နိုင်ခြေကိုအဆိုပြုထားပါတယ်။အရင်က dark matter ကိုသူ့ရဲ့ dress wear တက်ရောက်မှုတွေကနေတဆင့်ပဲလေးလာခဲ့ကြရတာများပါတယ်။ ဘာလို့လဲဆိုရင် तू ကအလင်းကိုထုတ်လို့တာစုပ်ယူတာဒါမှမဟုတ်ရောင်ပြန်ဟတ်တာမျိုးတွေလုံးဝမလုပ်တာကြောင့်သူ့ကိုဓာတ်ရိုက်မမြင်ရတဲ့အတွက်ပါဒါမဲ့သူ့မှာ dread to ရှိတဲ့အတွက် dread ဆွဲရတော့ရှိပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကသူရှိနေတယ်ဆိုတာကိုတတ်သိပြနိုင်ဖို့အတွက်သူ့ရဲ့ dread ဆွဲရတဲ့ရောက်မှုတွေကိုပဲချပြနိုင်ခဲ့ကြပါတယ်။ဒါမဲ့ဒီလေးလာမှုအစ်စ်ကတော့ထူးခြားပါတယ်။ဘလို့ထူးခြားလဲဆိုတာကိုတော့ကျွန်တော်ဆက်ပြီးတော့မှဆွေးနွေးသွားဖို့ရှိနေပါတယ်။ မိတ်ဆွေများအလုံးမဲမင်္ဂလာပါ AI Learning မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Dark Matter အမျိုးအစားအသစ်ဟာကျွန်တော်တို့နေထိုင်တဲ့နှကောင်းငွေတန်း Galaxy ရဲ့အလဲဘဟုတဲ့တဲ့မှာဖြစ်နေတဲ့နားလည်ရခက်တဲ့ ionization ဖြစ်စဉ်တွေတနည်းအားဖြင့်အက်တန်တွေကနေ electron တွေထွက်သွားတဲ့ဖြစ်စဉ်တွေကိုရှင်းပြပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်ဆိုလိုတာဒီဒက်မတာကသူ့ပဝင်းချိန်မှာဓာတုဗေဒဆိုင်ရာတက်ရောက်မှုတွေကိုခြေရလက်ရာတွေခြံထားခဲ့နိုင်တယ်ဆိုတဲ့အချက်ပါပဲ လန်ဒန်ကင်းစ်ကောလိပ်ကသူတည်တည်တူဖြစ်တဲ့ရှမ်ဘာလာဂျီပြောခဲ့သလိုကျွန်တော်တို့ကစัจကြဝဠာပေါ်မှာဒက်မတ်တာရဲ့တိမ်မွေးတဲ့ဓာတုပေဒါတက်ရောက်မှုတွေကိုသတိမထားမိပဲဖြစ်နေခဲ့တာဖြစ်နိုင်ပါတယ်။ဒါတော်တော်လေးအရေးပါတဲ့အဆိုပြုချက်တစ်ခုပါ။ဘာလို့လဲဆိုတော့ဒက်မတ်တာကိုရှာဖွေထောက်ထမ်းတဲ့နီလန်ဟောင်းတွေကိုစိန်ခေါ်လိုက်သလိုဖြစ်နေလို့ပါ။အရင်ဒရက်ဆွဲအောင်ပဲအဓိကထားရှာဖွေခဲ့ရတာနေအခုတော့ဓာတုဗေဒဆိုင်ရာအချက်ပြမှုတွေကိုလိုက်ပြီးရှာရတော့မလို့ဖြစ်လာတာပါ တကယ်သာဒီအယူဆမှန်ကန်ခဲ့မယ်ဆိုရင်တော့ဒါ dark matter သူတေသနာ nebel ကြီးတစ်ခုလုံးအတွက်အတွေးအခေါ်အပြောင်းလဲကြီးကြီးမားမားဖြစ်လာနိုင်ပါတယ်ဒီဇလန်ရဲ့အစတော့ကျွန်တော်တို့နဂေါငွေတန် Mickey Way ရဲ့အလဲဘဟုတဲ့တဲ့ဖြစ်တဲ့ central molecular zone လို့ခေါ်တဲ့ CMZ zone နေရာမှာစတာပါဒီ CMZ ဆိုတာဓာတ်ငွေတွေဖုံမှုန့်နေတဲ့အရန်ကိုတိတ်သေးပြီးတော့လှုပ်ရှားတုန်ခါမှုတွေပြင်းထန်နေတဲ့နေရာကြီးတစ်ခုပါ သိပ္ပံပညာရှင်တွေကဒီနေရာကိုနှစ်ပေါင်းများစွာစိတ်ဝင်စားလေ့လာခဲ့ကြပေမဲ့နားမလည်နိုင်တဲ့အချက်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါတော့ DCMZ ထဲမှာထင်ထားတာထက်အများကြီးပိုမြင့်မားနေတဲ့ ionized gas တွေရဲ့ပမာဏပဲဖြစ်ပါတယ်။ ionization ဆိုတာကတော့အက်တမ်တွေရဲ့ electron တွေကိုဆုံးရှုံးပြီးတော့မှပျက်စစ်ဓာတ်သဘောဆောင်သွားတဲ့ဖြစ်စဉ်တစ်ခုလို့အကြမ်းမြင့်မှတ်ထားနိုင်ပါတယ်။အောက်ကတာထဲမှာတော့ဒါဖြစ်ရုပ်ဖြစ်စဉ်တစ်ခုပါ ဒါပေမဲ့ CM cells မှာတွေ့ရတဲ့ ionization နှုံးကတော့အရန်ကိုမြင်မားနေတာပါ။ Cherry supernova ပေါက်ကွဲမှုတွေလိုမျိုးတာမန်နက္ခတ္တယူပဗေဒဆိုင်ရာအရင်းအမြစ်တွေကနေဖြစ်လာနိုင်တာတွေထက်အများကြီးပိုများနေတာဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ဒါ cosmic ray တွေကြောင့်လို့သတ်မှတ်ကြပါတယ်။ cosmic ray ဆိုတာကတော့အလင်းရဲ့အမြန်နှုံးနီးပါးနဲ့တွားနေတဲ့စွမ်းအင်မြင်လျှက်စစ်တဲ့အမှုန်တွေပါ။ သူတို့ကတခြားသောဓာတ်ငွေ့အက်တမ်တွေကိုဝင်တိုက်မိတဲ့အခါမှာအက်တမ်တွေကအီလက်ထရွန်တွေကိုလွင့်ထွက်သွားစေပါတယ်။ဒါကြောင့်ပဲဓာတ်ငွေ့တွေ ionize ဖြစ်ကုန်ကြတာပါ။ဒါမှမဟုတ်ပြဿနာအဲ့ဒီမှာစတာပါ။သူတေတီတွေက CMZ ထဲမှာရှိတဲ့ cosmic ray တွေကနေဘလောက်ထိ ionization ဖြစ်နိုင်လဲလို့တွက်ချက်ကြည့်တဲ့အခါမှာလုံးဝကိုက်ညင်မှုမရှိခဲ့တာပါ။တိုင်းတာရရှိခဲ့တဲ့နှုံးကသူတို့တွက်ချက်လို့ရရှိလာတာတွေထက်အများကြီးပိုပြီးတော့မှမြင်မာနေခဲ့တာပါ။ ထားထပ်ပုံပြီးရှုပ်ထွေးနေစေတဲ့အချက်ကတော့ gamma ray တွေပဲဖြစ်ပါတယ်ကော့စမစ်ရေးတွေကဓာတ်ငွေ့တွေနဲ့ဓာတ်ပြုတ်ပြီးတော့ ionization ဖြစ်တဲ့အခါမှာစွမ်းအင်မြင်ဂမ်မာရောင်ကြီးတွေလည်းသူတို့နဲ့အတူတူ ထွက်လာကြပါတယ်။ဒါမဲ့ CMSS ကိုလေ့လာကြည့်တဲ့အခါမှာဂမ်မာရောင်ကြီးကလည်းထွက်တဲ့လောက်ထွက်မလာပြန်ပါဘူး။ဒါကလက်ရှိလက်ခံကျင့်သုံးနေကြတဲ့ theory နေနဲ့တဲ့တဲ့ကြီးကိုကွဲလွဲနေတာလည်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့သိပ္ပံပညာရှင် biology ကတော့တမယိုးကြရှင်းပြချက်တွေကမလုံလောက်တော့ဘူး။ ပိုပြီးထူးခြားစမ်းကြတဲ့တစုံတစ်ခုပါဝင်နေတိုင်းနဲ့ဆိုပြီးတော့လက်ရှိအခြေအနေကိုရှင်းပြသွားပါတယ်။အဲဒီနောက်တော့ dark matter ရဲ့ဇလံကဆလာခဲ့ပါတယ်။မိတ်ဆွေတို့သိထားတဲ့အတိုင် dark matter စကြာဝဠာရဲ့29ရာခိုင်နှုန်းလောက်ရှိနေပေမဲ့လူတွေမြင်ရတာမဟုတ်ပါဘူး။ဆိုတော့သူတေတီတွေဗျာများလာပါတယ်။သူတို့နောက်တစ်မျိုးပြောင်းပြီးစဉ်းစားလာတာကတော့တကယ်လို့သာ dark matter ကိုတိုင်ရပဲဒီပိုထွက်လာနေတဲ့ ionization ဖြစ်စဉ်တွေမှာအထူးကတာဝန်ရှိနေခဲ့တဲ့ဆိုရင်ရောဆိုပြီးတော့ပါ ဘာလို့လဲဆိုတော့ theory ရ CMZ ဆိုတာ glacier ရဲ့အလဲဘဟုဖြစ်လို့ dark matter တွေအများဆုံးစုစည်းနေနိုင်တဲ့နေရာလို့ယူဆထားလို့ပါတကယ်လို့ dark matter တာမန် drag ထုတွေနဲ့ drag ဆွဲရအပြင်တခြားသောဓာတုဗေဒတက်ရောက်မှုတွေဒါရှိနေခဲ့မယ်ဆိုရင်သူကဂျားတွေကနေမှွေနေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီဆိုစမ်းသပ်ဖို့အတွက်ဘလတ်ဂျီနဲ့သူ့ရဲ့အဖွဲ့ဟာ CMZ ထဲက ionization နှုံးနေစွမ်းအင်ပမာဏတွေကိုအသေးစိတ်စစ်စစ်ဆက်ဆက် analysis လုပ်ခဲ့ကြပါတယ် တွေးရှိချက်ကတော့တကယ်ကိုအားရစရာကောင်းပါတယ်ကျဲတွေစူပါနိုဗာတွေဘလက်ဟိုးတွေလိုမျိုးလူတွေတည်ပြီးသားနက္ခတ္တအရင်းအမြစ်တွေထက်ဒက်မက်တာတွေစူးစီးနေမယ်လို့မျှော်လင့်ရတဲ့ဒက်မက်တာဒန်စတီပရိုဖိုင်နဲ့ပို့ပြီးတော့မှထပ်တူကျနေတာကိုတွေးခဲ့ရတယ်လို့ဆိုပါတယ် ဒါသာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့မြေောက်က underground တိတတာကြီးတွေထက်အာကတာရဲ့နခတဗေဒဆိုင်ရာလေးလာတိုင်းတာမှုတွေကနေ dark matter ရဲ့တက်ရောက်မှုကိုရှာဖွေထောက်လှမ်းလာနိုင်တော့မယ်နီလန်အသစ်ဆက်ဆက်တစ်ခုပေါ်ပေါက်လာနိုင်ပါတယ်ဘလို့နီလန်အသစ်လဲဆိုရင်တော့ ဒီ research မှာအဆိုပြုထားတဲ့ dark matter အသစ်ကတော်တော်လေးထူးခြားတာပါ။သူကအမတန်ပေါ်ပါပြီးတော့သူတို့ dark matter အမှုန်နှစ်ခုအချင်းချင်းတွဲဆောင်ကြတဲ့အခါမှာသူ့လိုလိုပေါင်းဆက်ဓာတ်ပြုတ်သွားပြီးတော့ electron တစ်ခုနဲ့သူ့ရဲ့စန့်ကျင်ဘက်အမှုန်ဖြစ်တဲ့ positron တစ်ခုကိုထွက်လာစေပါတယ်။ဒီဖြစ်စဉ်ကနေထွက်လာတဲ့ electron တွေကစွမ်းရည်မြင်မလွန်းတာကြောင့်မလို့ပဝန်းကျင်ကဓာတ်ငွေ့တွေရဲ့ atom တွေကိုတိုက်ထုတ်ပြီးတော့ electron တွေကိုထပ်ပြီးဖြစ်ပေါ်လာစေပါတယ်။ဒါကြောင့်မယ် ionization နှုံးတွေမြင့်တက်လာတာပါလို့ဆိုပါတယ်။ နောက်ဒီဖြစ်စဉ်အနေထွက်လာတဲ့ positron တွေကတော့အနီးနားက electron တွေနဲ့ချက်ချင်းပေါင်းဆက်ဓာတ်ပြုတ်သွားပြီးတော့ gamma ရောင်ခြင်းနဲ့ x-ray တွေကိုထုတ်လွှတ်ပေးတယ်လို့ဆိုပါတယ်ဒါကြောင့် CNZ မှာတွေ့ရတဲ့မှိန်ပြပြ gamma ရောင်ကြီးထုတ်လွှတ်မှုတွေကိုပါတခါတည်းရှင်းပြပေးသွားသလိုဖြစ်ခဲ့ပါတယ်။ဒီယူဆစိတ်ဝင်စားစရာကောင်းပေမဲ့ပိတ်ပန်နေကြအတီးပြုတ်နိုင်မှုတော့တတ်သေးတယ်အများကြီးလိုအပ်နေပါသေးတယ်။ ဒါမဲ့နှစ်အများကြီးစောင့်စရာတော့မလိုတော့ပါဘူး2029မှာလွတ်တင်ဖို့ရှိနေတဲ့ NASA ရဲ့ကိုစီလို့ခေါ်တဲ့ဂျိုဒူးကအကောင်းဆုံးတပ်တည်ဖြစ်လာနိုင်ပါတယ်ကိုစီကဂမ်မာရေးတွေကိုတိကျစွာတိုင်းတာဖို့ဒီဇိုင်းထုတ်ထားတဲ့ဂျိုဒူးတစ်ခုဖြစ်တဲ့အတွက်အရင်အထက်ပို့ပြီးတော့မှထိထိရောက်ရောက်ရှာဖွေနိုင်လိမ့်မယ်လို့ယူဆထားကြတာကြောင့်ပါတကယ်လို့ကိုစီတာ theory အတိုင်းဂါမာရောင်ကြီးတွေကိုရှာတွေ့ခဲ့ရင်ဒီ dark matter အယူဆကြီးအတွက်ကြီးမားတဲ့အောင်မြင်မှုကြီးလည်းဖြစ်လာတော့မှာပါ ဒီလိုဖြစ်လာခဲ့ရင်တော့တကယ်ကိုကြီးမားတဲ့အပြောင်းလဲကြီးတွေဖြစ်လာအောင်မှာပါဘလို့အပြောင်းလဲတွေလဲဆိုရင် dark matter ကိုရှာဖွေထောက်လန်းနိုင်ဖို့ချင်းကပ်ပုံနီလန်အစ်စ်တခုရရှိလာမယ်ပြီးတော့ဒီ dark matter တွေကစက်ကြဝဠာရဲ့တခြားသောအစိတ်ပိုင်းတွေဖြစ်ကြတဲ့လူတွေမြင်နိုင်တဲ့ galaxy ကျဲဂြိုလ်တွေရဲ့ဖြစ်တည်မှုတွေအပေါ်ကိုဘလို့တွေလွှမ်းမိုးနေလဲဆိုတာတွေကိုပါကျွန်တော်တို့အရင်ကလုံးဝမထင်ထားတဲ့နီလန်မျိုးတွေနဲ့နားလည်မှုအစ်စ်တွေလည်းရလာနိုင်ပါတယ်သူတေတီဘလာဂျီပြောသွားသလိုပဲ ဒါဓာတ်မှတ်တာတွေပေါ်နားလည်လာစေဖို့အတွက် တော်လန်ရေးတစ်ခုရဲ့အစဖြစ်နိုင်ပြီးတော့လာမယ့်နှစ်အနည်းငယ်အတွင်းရလာမယ့်လေးလာစူးစမ်းမှုတွေက DU အစတကယ်မှန်မမှန်ဆိုတာကိုအဆုံးဖြတ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်အမြင်လေးတွေကိုလည်းကွမန့်မှာမျှဝေထားပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။ နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်